ကဲတငယ်ချင်းတို့ရေဒီနေ့တော့ဗာလေးလုံလဲဆိုတော့ရင်မင်းကလေဒီနေ့တော့မြက်ခွာရလေးတုပ်စားပါမယ်မြက်ခွာရကလည်းအခုဒီအမေရိကန်မှာလေတပေါင်ကို၈ကျက်တပေါင်၈ကျက်ရမင်းဒီနေ့ဝယ်လာတာတပေါင်ကြကြော်လေးဆိုတော့၉ကျက်ပေးခဲ့ရတယ်အခုဒီမှာဒီလောက်ပိုသေးတယ်သူကလေအထုံးနဲ့ရောင်းတာဒါပေမဲ့လေ သေးသေးချာချာကိုဆေးရပါတယ်ရှင်သေးသေးချာဆေးရတယ်သေးချာဆေးရပါမယ်အဲ့လိုလေးဆေးရတာကိုပဲကျေးဇူးတင်ပါတယ်ဘာမို့လဲဆိုတော့လေဒီထဲမှာလေခရူသေးသေးလေးတွေလည်းပါတယ်တဲတွေလည်းပါတယ်ခရူသေးသေးလေးတွေအများကြီးပါလာတယ်ခရူသေးသေးဆိုတော့ပတ်ချီလားအဲ့လိုမျိုးဟာလေးတွေလည်းပါတယ်အဲ့ကြတော့တို့ဆေးတွေတအားမလောင်ထားဘူးဆိုတော့ကျေးဇူးတင်ပါတယ်သေးသေးချာချာတော့ဆေးလိုက်ရတယ်အဲ့ဒါလေးကိုခက်ကြမ်းကြမ်းလေးရှင်းမယ်ပေါ့နော်ပြီးရင်တော့ဘာလို့လဲတံမြာတိလို့လဲပြီးရင်စက်သမီးလို့လဲ ဲ့တော့အခုဒါလေးကိုရင်မယ်ခက်ကြမ်းကြမ်းလေးလှိမယ်ခက်ကြမ်းကြမ်းလေးလှိမယ်ဆိုတာနောက်နောက်ကလေးတွေမလှိဘူးပေါ့နော်နည်းနည်းအတုံးကြီးကြီးလေးတွေအယိုးလေးတွေကနေပြီးတော့ဟိုအရန်အယိုးကြီးတွေမဖြစ်နေရပြီအရွက်ကတော့ရင်မယ်ကတော့အရွက်ကတော့တူတူဖြစ်ချင်တယ်ဖြစ်အရွက်ကတော့ဒီတိုင်းမဲ့စိမ့်တော်မှာကိုမပြည့်တူစားရရပဲနော်အဲ့ကြတော့အယိုးလေးတွေနည်းနည်းဟိုရှည်ကြီးတွေမဖြစ်နေတော့ဘူးကျန်တဲ့ဟာတော့အရွက်ကတော့တူတူဖြစ်ချင်တယ်ဖြစ်အဲဆေးရတာတော့ တည်တည်ချာချာလေးဆေးရပါမယ်တည်တည်ချာချာလေးအဲ့လိုလေးတည်ချာလေးပြန်ဆေးရတာလည်းကျေးဇူးတင်ပါတယ်ယမင်းကအဲ့ဒါဘာလေးနဲ့ထည့်ဆေးလိုက်လဲဆိုတော့စားလေးပါနည်းနည်းထည့်ပေါ့ဆေးလိုက်တယ်ဘာလို့ဆိုခူးလေးတွေကွာကတ်ကြတော့အောင်လို့နိအဲ့ကြတော့ယမင်းကဟာလို့ခက်တန်းချာလေးဆီးပါတယ်ဆီးလိုက်ပါအောင်မယ်နော်ကဲတငယ်ချင်းတို့ရေမှာမြက်ခွာရလေးလေးလှီးပြီးသွားပြီစက်တုံနီလေးလေးလှီးပြီးသွားပြီယမင်းကဒီထဲကိုထဲတယ်စက်တုံနီကိုတော့ရေလေးစေးလိုက်ပါတယ်เนาะ တက်တော်နေဒီအစိမ်းကလေရေမစေးဘဲနဲ့တုတ်ဆိုင်ပိုကောင်းတယ်လို့ပြောတယ်ဒါနဲ့အခုဒီဟာကတော့ရင်မြန်ရေလေးစေးလိုက်ပါတယ်ရေစေးပြီးသွားရင်ရမင်းတို့ဘာတွေထည့်ရမလဲဆိုတော့မပစုံချောက်ထည့်ပါမယ်ပစုံချောက်ပြရလဲဟိုတနေ့ကအကောင်ကြီးလေးကိုကြိတ်ထားတာအဲ့တော့သူကလေအသားမြင်လေးတွေပို့ပြီးတော့မြားတယ်ဒါရီရတော့လေတငယ်ချင်းတို့ပစုံချောက်လေးကြိုက်ရင်တော့လေပိုထဲပေါ့မကြိုက်ရင်လည်းနည်းနည်းပဲထဲပေါ့ဒါမှမပစုံချောက်လေးနဲ့မွေးတယ်နော်ပြီးရင်တော့ဖိနက် ီနတ်ထည့်ပါမယ်ဖီနတ်ဘတ်တာထည့်ပါမယ်ဖီနတ်ဆိုတာဖီနတ်ဘတ်တာလေးပါယမင်းကအခုဒီဟာလေးကနည်းနည်းလေးများတဲ့အတွက်ဖီနတ်ဘတ်တာလေးကိုသုံးခွဲလောက်ထည့်လိုက်မယ်ပေါ့နော်ပြီးရင်တော့မပန်းဖြစ်အချိုမုံလေးနဲ့စားလေးနဲ့ထည့်ပါမယ်နော်ဒါလေးကလည်းလူလူပိုလျှော်လို့လို့ရတယ်ဆိုတော့လေအများကြီးထည့်ထားဘူးပေါ့နော်နည်းနည်းချင်းစီပဲစားလေးလည်းနည်းနည်းချင်းစီပဲပြီးရင်တော့အပန်းဖြစ်ကားမှာတံပြာသေးပါ ရတ္တမြတိပြအရန်သုံးလို့ကောင်းတဲ့အစီလုံးဝမပေါအဲ့ဒါကိုကြိုက်ဆုံးမှာညခွာရကလူနဲ့လည်းတဲ့ပါတယ်ပြီးတော့ယမင်းတို့သမင်းစားတဲ့ခါကြရင်လည်းသမင်းစားမြင့်စေတယ်ပေါ့နော်ယမင်းတို့ဗမာဟင်းလျာတွေထဲမှာလည်းလေအဲ့လို site စားကောင်းတာတွေအများကြီးရှိတယ်လေနော်ပဲတိပင်ပေါက်တုတ်မလားဒီညခွာရကလေးတုတ်မလားအားလေးတုတ်ချင်တဲ့အတုတ်ကလေးတွေမျိုးစုံရှိတာပဲเนาะနံပါတ်ချင်းကလေးတွေနောက်ဟိုဟာပါလဲ ပဲပဲပုတ်တို့ပဲပုတ်ထားမှုတော့လေစက်တုံလေးနဲ့တုတ်တာလေအဲ့ဒါလည်းကောင်းတယ်နောက်ပုံရည်ကြီးတုတ်တာစီလေးမှုမှုကလေးနဲ့လေပုံရည်ကြီးတုတ်တာတော့ဆိုရင်မင်းတို့ဗမာရဲ့ site တက်ပဲပေါ့နော်အဲ့ဒါလည်းစားကောင်းတာပဲအခုမှဟိုကိုရီးယားတွေအများကြီးတက်လာတော့မှလေကိုရီးယား site တွေတအားပေါ်တယ်လို့ထင်တာအမှန်တရားတော့ရမင်းတို့ဗမာတွေမှာလည်း site တက်ဟင်းနေရတယ်အများကြီးပေါ်ပါတယ်အခုဒါလေးကိုနေဖက်ပြီးတော့တုတ်လိုက်ပါမယ် နှောင်းလို့တော့နေပင်ပေါ့နော်တကယ်ချင်းလို့ဒါလေးကိုနှောင်းနေမယ်ဒီမင်းကတို့ခက်ကြမ်းကြမ်းလေးတွေထားတာပါနော်ခက်ကြမ်းကြမ်းလေးတွေထားတော့နှောင်းလို့နေလိုက်ပါဦးမယ်ကဲတကယ်လို့ရေခုတော့မြင့်ခွာရလေးလဲတောက်လို့ပြီးသွားပြီဒါလေးကတော့မနေ့ကဂျန်နဲ့ဟင်းကလေးပါဟိုဝက်နံယိုလေးနဲ့ဆက်ချက်ထားတာဝက်နံယိုဟင်းဆက်ကလေးဒါကတော့ဘဲဦးတီးစုံချင်းဟင်း မှာပြီးတော့ဒါတရားရမင်းမနက်ခင်းအား breakfast ဆားဖို့ဆိုပြီးတော့ကြော်ထားလိုက်တယ်မန္တလေးပဲကြော်လေးပါအဲ့ဒါလေးကလေးခုချက်နေနေတယ်အဲ့ဒါလေးကိုထမင်းစားပြီးရင်မြည်ပါမယ်အခုဒါလေးကတော့ရမင်းဒီနေ့ထမင်းစားမယ့်အရာလေးပေါ့နော်ပြီးရင်တော့ဒီစုံချင်းဟင်းလေးနဲ့လိုက်အောင်လို့ဆိုပြီးတော့ရမင်းအားဟာရီငပိကြော် အဲ့ဒီငါပြကြော်ထားရင်မဲကြော်ထားတာမဟုတ်ဝယ်ထားတဲ့ဟာအဲ့ဒါလေးကလည်းဆက်ဆက်ကလေးနဲ့လေးစားလို့ကောင်းနေရှင်အဲ့ဒါလေးနဲ့စားပါမယ်ငယ်ချင်းတို့အားလုံးလည်းလိုက်စားချက်လိုက်ချက်စားကြည့်ကြပါရှင်ထမင်းစားမြင်စေပါတယ်နော်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်ငယ်ချင်းတွေအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်